အားလုံးပဲမင်္ဂလာပါရှင်။မစ္စနာတရင်ကြားနေရဲ့အော်တိုဘားလာ23ရက်နေ့ရေဒီယိုစီစဉ်အောင်တက်ဆက်ပြရမှာဖြစ်ပါတယ်။နမမျိုးနေမှာစေကောင်းစီနဲ့ဘီကူစစ်တပ်ဖွဲ့ကနေညမထွက်ရမှာရှေလောအမိန်ကိုထုတ်ပြန်ထားပြီးတောင်ရအခင်းနေမှာညအိတ်ခွင့်မပြုဘူးလို့သိရပါတယ်။မြန်မာနိုင်ငံကဂုံတွေရေနံသူပေါ်မှုမှာလာရောက်ယူနေမြုံနှံချဖို့ ဆီအိုစုကတရုတ်ကိုဖိတ်ခေါ်လိုက်ပါတယ်မော်မြဘတ်မဆီကော်မရှင်တာတာရီလုံချုံရေးယူနေတဲ့နေရာတွေပတ်နှစ်ဖက်သက်အပြန်အလှန်ထူးဆစ်စင်နာရီရှိနေပါတယ်။စားတဲ့တဲ့နေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ဘူတောက်ခဲနမမျိုးနေမှာဆေကောင်စီနဲ့ပြည်သူစစ်တပ်ဖွဲ့ကနေညမထွက်ရမရှိလို့အမိန်ကိုချုပ်ပြန်ချပြီးတောင်ရအခင်းတွေမှာညာဤခွေမပြူဘူးလို့သိရပါတယ်။စစိုင်းကတက်ဆက်ပြမှာပါ။ ည9နာရီကနေမနက်6နာရီအတွင်းညမထွက်ရမှရှေလောအမိန်ကိုအခုအော်တိုဘာပြီးခဲ့တဲ့အပတ်မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးအခင်းတွေမှာညအိတ်လို့မရတလို့တော့ပဲလဲသွာလာခွင့်မပြုဘူးလို့နောင်မွန်ဒေတာခန်တူကမချနာတဲ့တဲ့ဂျာနယ်ကိုပြောပါရယ်ပုံမှန်မနက်9နာရီလောက်ဆိုရင်တောင်ရခင်းတွေစီသွားလေးရှိရအပြင်ရွာကနေ2မိုင်လောက်ဝေးတဲ့နေရာဘက်မှာအခင်းလုပ်ငန်းရှိနေတာကြောင့်အခက်တွေ့ရလို့ဆိုပါတယ် လေယာဉ်လုံးကနေစတင်ချိန်နဲ့ရိတ်သိမ်းချိန်နဲ့ဆိုရင်အခင်းနဲ့လေတော်တွေမှာပဲအိတ်လေးရှိတာဖြစ်တဲ့အပြင်အခုလိုတီးနံရိတ်သိမ်းချိန်အတွင်းနှံငယ်ရိတ်အခြေအနေရှုပ်ထွေးလာပြီးမရိတ်သိမ်းနိုင်ဖြစ်မှာကိုစိုးရိမ်နေရလို့ပြောပါရယ်။ဒါအပြင်တော့မောင်ကအင်တာနက် Wi-Fi တွေကိုလည်းပြည်သူစစ်ကပိတ်ပင်လိုက်ပြီးဖြစ်ပြီးဒီနောက်ပိုင်းဆက်သွယ်ရေးဖုန်းလိုင်းတွေလည်းလိုင်းကျလေးရှိရလို့ဆိုပါရယ်။ တလောလည်းပဲနောင်မွန်နဲ့ပူတာကိုကာလန်ပိုင်းနှစ်ရက်လောက်ပိတ်ခံခဲ့ရတယ်လို့အကြွေကာလန်တွေပိတ်မဆိုရင်ဒေတာတွင်းကုန်စည်နှုန်းတွေပုံမြင့်တက်လာမှာနဲ့ကုန်ပစ္စည်းတွေပြတ်လတ်လာမှာကိုလည်းစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ဒါအပြင်နောင်မွန်ဒေတာခံတွေဟာဒေတာတွင်းတိုက်ပွဲဖြစ်ပွားလာမှာကိုလည်းစိုးရိမ်နေကြတယ်လို့သိရပါတယ်။ဆော်လိုမျိုးနဲ့ထက်လန်ဆန်မော်ဒေတာကိုစစ်တပ်နဲ့ပြည်သူစစ်တွေပြန်လည်ရရှိရေးထိုးစစ်ဆင်တိုက်ပွဲတွေမှာနောင်မွန်ကပြည်သူစစ်တပ်သားတွေရှေ့တန်းသွားနေရာကြောင့်ဒေတာတွင်းအခြေအနေရှုပ်ထွေးလာမှာကိုစိုးရိမ်ကြတာလို့သိရပါတယ်။ တမွန်ဒီတာဟာလာမယ့်ဒီဇင်ဘာလ20ရက်နေ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပိုင်းတစ်ကျင်းပမယ်လို့ကြေညာထားတဲ့ပချင်းပြည်နယ်ထက်ရမြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ခြံနေဆိုရင်တော့မြစ်နာတရင်ချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993နဲ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ ပမော်မျိုးပဲစစ်ကွန်မရှင်တပ်သားတွေလုံခြုံရေးယူနေတဲ့နေရာတွေဘက်နှစ်ပတ်သက်အပြန်အလှန်ဒုစစ်ဆင်နာရီရှိနေပြီးဆေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားတာရှိတယ်လို့ကချင်လူလတ်ရေးအဖွဲ့အစည်း KNOGNE သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမချူနိုဘူစီကနေသိရပါတယ်။ထရီဆာကတင်ဆက်ပေးမှာပါ။ပမောမြို့ပတ်မှာကချင်လူလိုက်ရဲ့တမရုံ KIA နဲ့စစ်ကော်မရှင်တပ်သူနှစ်ဖက်သားတိုက်ပွဲတွေဆက်ရှိနေတဲ့ကြောင်းလက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးပုံမူချင်းတော်ဘူကမြစ်ချနာတည်င်းချာနယ်ကိုအခုလိုပြောပါရယ် ဘမောဘက်ကဆယ်လောက်ရှိပြီစက်တိုက်တော့တက်ပွဲဖြစ်တယ်ဒါပေမဲ့ဘယ်သူနိုင်လဲဆိုတာတော့မရှိဘူးစစ်ကော်မရှင်တပ်တွေလုံခြုံရေးယူနေတဲ့နေရာတွေကျွန်တော်တို့တိုက်ခိုက်နိုင်လိုက်သူတို့ပြန်စစ်ကြောင်းထိုးလိုက်သူတို့ရလိုက်ကျွန်တော်တို့ရလိုက်အဲ့လိုဖြစ်နေတာဆယ်လောက်အဲ့လိုဖြစ်နေပြီနေ့တိုင်းလိုလိုတိုက်ပွဲဖြစ်နေတာပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကနေ19ရက်နေ့အထိဘမောမြို့ပတ်မှာလေရင်ဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ နေစဉ်ပြစ်ခတ်တဲ့ခိုက်တာရှိတယ်လို့ဖော်ပြချပြီးတော့စစ်ကောင်စီဘက်ကလေရင်ပုံ၄ကျင်း drone ပုံ၄၂ကျင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုပေါင်း369ကျင်းလောက်ရှိတယ်လို့ KOKA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့အော်တိုဘာလ19ရက်ကထုတ်လွှင့်တဲ့တည်င်းရုပ်သားအစီအစဉ်မှာဖော်ပြထားချက်အရတရားပါရင် KAY PDF ပူပေါင်းတပ်ဖွဲ့တွေကနေဒီဇင်ဘာလ၄ရက်နေ့ကစတင်လိုက်တဲ့ပုံမော်မြို့တိုင်းတိုက်ပွဲကာလဟာဆေးလာကျော်ရှိပြီးဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်းပုံမော်မျိုးပဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေအခြေအနေပါ။ကျန်ရတပ်ပေါင်းစုတွေကလည်းပုံမော်မျိုးအလုံးစုံတိမ်ပိုင်နိုင်ခြင်းတော့မရှိသေးပေမဲ့ မျိုးရည်နေရာအများစုကိုတော့ထိန်းချုပ်ထားနိုင်တဲ့အခြေအနေပါတစ်ဖက်ပါလဲမြစ်ချင်းနာမျိုးတစ်ဖက်ကဝိုင်းမော်မျိုးနဲ့လမြန်စစ်မျက်နှာပြင်ပမာပါစစ်ကောင်မရှင်တပ်ကနေစစ်ကြောင်းနှစ်ခုတုံးခုနဲ့တက်လာတာကိုခုခံတက်ခိုက်တာရှိပြီးတော့ KIA အနေနဲ့အမြင်နေရတပ်စခန်းစုခွာတာတွေမရှိဘူးလို့လည်းပုံမူချင်းတော်ဘူးရဲ့ဆက်လက်ပြပြချက်အရာတရားရပါဒါအပြင်တပတ်တာအသွေးမကိုစစ်ကောင်မရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်ပမောစစ်မျက်နှာပြင်ပခုခံတိုက်ပွဲအကျဉ်း၂၀ဖြစ်ပွားခဲ့တယ်လို့ဝိုင်းမော်လမြန်စစ်မျက်နှာပြင်ပလည်းစစ်က ော်မရှင်တပ်ကစစ်ကြောင်းထိုးလာတာကြောင့်ကုကန်တိုက်ပွဲ6ချိန်ဖြစ်ပွားရလို့ထပ်မံသိရှိရပါတယ်မြန်မာနိုင်ငံကကုန်သွယ်ရေးနံသူပုံမှုမှာလာရောက်ယူနေမြုံနှံချဖို့စစ်အုပ်စုကတရုတ်ကိုဖိတ်ခေါ်လိုက်ပါတယ်။စစ်အုပ်စုရဲ့ဆိုရင်ဝန်ကြီးဌာနဝန်ကြီးဦးကိုကိုလင်းကအော်တိုဘာလ19ရက်နေ့မှာတရုတ်နိုင်ငံရဲ့ကုန်သွယ်ရေးနံထုတ်လုပ်မှုကိုလေလာချိန်အဲ့ဒီလိုပြောဆိုခဲ့တာဖြစ်တဲ့လို့စစ်အုပ်စုကဒီကနေ့ထုတ်ပြန်ထားပါတယ်။ ဆေအိုစုခန့်ဝန်ကြီးဟာတရုတ်နိုင်ငံပိုင်ရန်ချိုင်းကုမ္ပဏီရဲ့ရေနံထုတ်လုပ်မှုကိုတွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီးထုတ်လုပ်မှုကိုအားကြောင်မီရေလို့လည်းပြောဆိုခဲ့ပါတယ်။အဲဒါကြောင့်နည်းပညာနဲ့လူဆောင်အရင်အမြင့်ကောင်းတဲ့ကုမ္ပဏီတွေအနေနဲ့မြန်မာနိုင်ငံကကုန်သွင်းရေးနံမြေတွေမှာလာရောက်ယူနေမြုံနှံကြဖို့ကိုလည်းကန့်လန့်ခဲ့တာပါ။ဒါပြင်ဆေအိုစုဝန်ထမ်းတွေကိုလည်းတရုတ်နိုင်ငံကိုပို့ပြီးစာသွေးလက်သွေးတင်ကြားနေပြီးပူပေါင်းလို့ရလို့လည်းပြောခဲ့ပါတယ်။ ထရုတ်နိုင်ငံကဘူမိပေတာနဲ့အင်ဂျင်နီယာပညာရှင်တွေအခုအညီနဲ့ဆေးဥစုရဲ့ကြံကြံနဲ့ပညာရှင်တွေပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်လေမြန်မာမှာစနစ်တကျသူဖို့ထုတ်လုပ်နိုင်တဲ့ရေနံမြေတွေထပ်ပေါ်လာနိုင်တယ်လို့လဲဆေးဥစုဝန်ကြီးကဆိုပါတယ် မြန်မာနိုင်ငံမှာတော့ကုန်သွင်းရေနံထွက်တဲ့ဒေတာအများစုဟာမကွေးတိုင်းထဲမှာရှိပြီးရေနံချက်ဆက်ယုံတွေကတော့မကွေးတိုင်းမှာနေုံနဲ့ရန်ကုန်တိုင်းမှာတည်ယုံရှိပါတယ်။လက်ရှိချိန်မှာတော့ရေနံတွင်းတွေရှိတဲ့မြိုင်ပေါက်စားတဲ့ဒေတာကရေနံမော်တချို့ကိုတော့တလိုင်းရေအားစုတွေကတင်ပိတ်ထားပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြေမြုပ်မိုင်းအန္တရာယ်ကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာ အတူတူလိတ်လာကြီးကြရအောင်မြေမြုပ်မိုင်းအနေနဲ့မြေမြုပ်မိုင်းတွေကြောင့်ကိုလက်အင်္ကာဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘလို့ကြိုတင်ကာကွယ်ရမယ်ဆိုတာနဲ့သူတို့ကိုဘလို့အကူအညီပေးနိုင်မလဲဘလို့အကူအညီချပါမလဲမြေမြုပ်မိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတရားကိုဓမ္မမဟုတ်ရင်သစည်းဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ် ။ညမြုံမိုင်းကြောင့်ခြေတော့လက်ဒါမှမဟုတ်တခြားကိုလက်အင်ကအစိပ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်နေပေမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါ။ထိခိုက်နေတာတွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်။သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။လမ်းလျှောက်ဖို့မတ်တပ်ရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုစုပ်ကင်ဖို့ ကစားဖို့ဓမ္မမဟုတ်လေးလံတဲ့အလုပ်တွေမှာလုပ်ကင်ဖို့စတဲ့ရေရှည်လှုပ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေတာတွေ့ရပါတယ်သူတို့ဟာလမ်းလျှောက်ဖို့အလုပ်လုပ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရက်အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်စိတ်ပိုင်းဆံရထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲမြင်မြုံမိုင်းချောင်းထိခိုက်ခံစားရတဲ့သူတွေဟာဆိုရင်စိတ်စိတ်တကြချင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ် ဒါအပြင်မြေမြုပ်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဲပဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်အခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကို ခွဲခြားတာတွေမရှိပဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။ မြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုဒန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါ။သူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါ။သူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှိတီးခံစွာစာနာပေးပါ။စိတ်သက်ခွန်အားပေးပါ။အားပေးပါ။သူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါ။ အနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကင်ရနိုင်အောင်ကူညီပေးတာတင် जा ပေးတာနေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင်မြေမြုံမိုင်းအန္တရာယ်တွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်က တိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိသည်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ် စစ်ဖြစ်ခဲ့ဘူးတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနည်းရရှိတယ်လို့ရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမတွားပါနဲ့လမ်းကြောင်းတွေကိုပဲတွားပါလူတွားများတဲ့လမ်းကားလမ်းဒါမှမဟုတ်လုံခြုံရေးတမတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲတွားပါလမ်းဘေးဒါမှမဟုတ်လေကွင်းတောဆက်တွေထဲကိုဘယ်တော့မှဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂရုစိုက်ပါနေရာတကာဆွန့်ပစ်ထားတဲ့တန်တို့တန်ဆာ စစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတမ်းသာဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါမြေမြုပ်မိုင်းနဲ့ပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရာရှိနေရင်လမ်းလျှောက်ခြင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့ တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကို့အနီးနားကိုမလာဖို့တတိပေးပါမြင်းမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကိုင်းချမ်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုဒစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရှိတဲ့နေရာရဲ့အကြောင်းကိုရွာကောင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေတငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကို အတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါ။ ီမြင်မြုပ်မိုင်းတွေရဲ့အန္တရာယ်ကဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်။ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုလုနေနိုင်ပါတယ်။ဒီမြင်မြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ယဉ်ဆိုင်နိုင်ပါတယ်။မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလိုတဘောအလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အနေရကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချိန်ပြည်နေတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။